မင်္ဂလာပါတီချင်တော်ပါအစီကြပြီးတော့လာပါချင်တဲ့ပြုံးမျိုးတို့အတွက်အိမ်မာနေရင်အလွယ်တကူလိုက်ကစားလို့ရမယ်ကစားနည်းလေး၃မျိုးကိုမမကဝေမျှပေးချင်ပါတယ်အရင်ဦးဆုံးကစားနည်းလေးတွေမှာအရှင်းပြပေးမယ်ပထမကစားနည်းလေးကတော့မမတို့ sumo squat ကစားနည်းလေးဖြစ်ပါတယ် sumo squat လေးကိုကစားဖို့အတွက်မမတို့ခြေောက်ကလေးကိုကိုယ့်ရဲ့ပခုံးချက်ထက်ပိုပြီးတော့ခြေလိုက်မယ်ခြေဦးလေးကိုလှည့်လိုက်မယ်ခြေဦးလှည့်တဲ့အတိုင်းနဲ့ဒူးကောင်းလေးကိုဘေးကိုထွက်ပေးရမှာဖြစ်တယ်ပြီးရင်ခါထောက်ထားမယ်ခန္ဓာကိုယ်မမတ်အနေထားတိုင်းနဲ့ထိုင်ထားပေးမယ်နော် ဒီလိုမျိုးလေးကစားပေးရမယ်ထားတဲ့ခါကျရင်အတွင်းပေါင်ရဲ့ညှင့်အားလေးတင်မအောင်ရဲ့ညှင့်အားလေးနဲ့ထားပေးရမှာဖြစ်တယ်ဒီကစားနည်းလေးကို15ချိန်ကစားပေးရမှာဖြစ်ပါတယ် Okay နောက်ထပ်ဒုတိယကစားနည်းလေးကိုပြောပါမယ်ဒုတိယကစားနည်းလေးကကြတော့ plan app ကစားနည်းလေးဖြစ်တယ် plan ထောက်ထားတဲ့အနေထားအနေ app ထားရမှာဖြစ်တယ်နော်ကစားနည်းပုံစံလေးကိုမှရှင်းပြပေးပါမယ်အရင်ဆုံးမှာတို့ plan ထောက်ထားတဲ့အနေထားကိုသွားမယ်အနေထားအနေ app ထားမယ် ပြန်ချမယ်ဝမ်ပိုက်နဲ့တောင်းထားပြီးတော့ချမယ်เนาะလမောင်းနေဝမ်ပိုက်လေးတွေကိုတောင်းပြီးတော့မှာအလုပ်လုပ်ပေးရမယ် ဒီကစားနည်းလေးကို10ချိန်ကစားပေးရမှာဖြစ်ပါတယ်။တတိယကစားနည်းလေးကတော့ squat jump ကစားနည်းလေးဖြစ်ပါတယ်။ဟောတတိယကစားနည်းမျိုးကစားဖို့ဆိုရင်အမတို့က6ကိုကိုယ့်ရဲ့ပခုံးကျဲတိုင်းထားမယ်။ squat ထိုင်မယ်ပြီးရင် jump ထားမယ်။ squat ထိုင်မယ်ပြီးရင် jump ခုံးမယ်။ squat ထိုင်မယ်ပြီးရင် jump ခုံးပေါ့နော်။ဒီကစားနည်းလေးကိုကြတော့10ချိန်ကစားပေးရမှာဖြစ်ပါတယ်။အခုအမပြောခဲ့တဲ့၄ချိန်ငန်း၃မျိုးစလုံးကိုဇက်တိုက်ကစားပေးရမှာဖြစ်ပါတယ်။အဲ့တော့ပထမတစ်ချောလောက်အမနဲ့တူလိုက်ကစားကြည့်ရအောင်နော်။ကဲပထမကစားနည်းလေးကစားမယ်။ 15, 14, 13, 12, 11, 10, 9, 8, 7, 6, 5, 4, 3, 2, one. Do you have to say this? Ten, nine, eight, seven, six, five, four, three, two, one. Tapi doain dia dia kesan itu no? Square time, ten, nine, eight. seven, six, five, four, three, two, one. ဒီကစားနည်းလေးကိုခုအမကစားပြသွားတဲ့အတိုင်းပဲစတိုက်ကစားပေးရမှာဖြစ်ပါတယ်။စတိုက်ကစားပြီးမှတချော့လို့သတ်မှတ်မယ်။ပြီးရင်2မိနစ်3မိနစ်လောက်နားပြီးတော့စွစုပေါင်းမှလို့3ချော့ကစားပေးရမှာဖြစ်ပါတယ်။ ိမ်မာနေခန္ဓာကိုယ်လေးကျစ်လစ်ပြီးတော့လှပခြင်းနဲ့ပြုံမျိုးတို့အတွက်အမကဒီကနေ့လေ့ကျင့်ခန်းလေးတွေကိုဝေမျှပေးလိုက်တာဖြစ်ပါတယ်။လေ့ကျင့်ခန်းလေးတွေကပြုံမျိုးတို့အတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းကျန်းမာရေးပခုတ္တရလေးနဲ့လေ့ကျင့်ခန်းလေးတွေကိုဝေမျှပေးသွားပါဦးမယ်။ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်။ကျန်းမာလှပခြင်းနဲ့အမျိုးသမီးအတွက်ဒီ channel ရှိရနော်။